အလုံးမဲမင်္ဂလာပါဝမ်ချမ်ညာရှိမှာရှုံးမွေးဆက်နေတဲ့မြန်မာလူငယ်ဖိုက်တာတန်းစင်ကတော့1 Friday 5 132ပွဲစဉ်မှာမြန်မာဖိုက်တာစွန်ရက်နဲ့မိုးထက်အောင်တို့ကိုအနိုင်ယူထားမှုတဲ့အသက်30နှစ်ရွယ်ခွန်ပွန်နိုင်နဲ့ဒုတိုက်ရတော့မှာပါဝမ်မှာအပွင့်လာခဲ့ပေမဲ့နောက်ပိုင်းပွဲတွေမှာရလမကောင်းပဲအေးမလရှုံးမွေးများခဲ့တဲ့တန်းစင်တွေဒီပွဲဟာလည်းလွယ်ကူတဲ့ပုတ်ဆတပုတ်တော့ဟုတ်မနေပြန်ပါဘူး ခွန်ပွန်နိုင်ကဝမ်မကိုပဲကစားထားပြီးနပွဲပဲရှုံးနိုင်ထားတဲ့ရလကောင်းတဲ့ fighter ပါခွန်ပွန်နိုင်ရတာချက်ကကစားတာညိနေဝန်တူတွဲလုံးတွေကစားတာညံနေကလင်းလုတ်ပြီးတိုက်တဲ့ဒူးတောင်တွေကတော်ယုံ fighter တွေတွေ့အိမ်မက်ဆိုးလို့ပါပဲဒီချက်တွေကမာဂုံပါတဲ့တန်းစင်တွေနဲ့ထူးတတိထားရမယ့်ချက်တွေပါမြန်မာ fighter တန်းစင်ကခေါင်းသုံးပြီးမကစားတတ်ဘူးပေါ်စီးကထိုးရင်တခါတခါချင်းနေကိုမထိန်နိုင်တော့ပဲ ပြာပြီးဖွင့်ထိုးတာတွေထားလို့လို့ရှုံးခဲ့ရတဲ့ပွဲတွေများပါတယ်။မကုံပိုင်းဖြည်လာတာတွေ့ရပေမဲ့နီးစနစ်ပိုင်း game plan ပိုင်းအားနည်းနေတော့မှာပဲ။ Super Let လို့ကဘာကျော် Fighter တယောက်ရဲ့ဂျင်ကိုရောက်နေတော့ဒီပိုင်းတွေများကြီးဖြည့်စေခြင်းပါတယ်။တန်းစင်နေနဲ့ component လို့ငွေထိုင်းနီးစနစ်ကောင်းတဲ့ Fighter မျိုးကိုပူထိုးကတ်ထိုးလို့ရင်တော့ခဏလေးနဲ့၅ဘာမောက်သွားမှာပါ။ component နဲ့ပွဲအတွက် game plan ကောင်းကောင်းနဲ့ ပွဲထွက်နိုင်ဖို့မျှော်လင့်မိပါတယ်။ရှုံးတွေထဲကနေတန်းစင်တရာရုံးထွက်ပြနိုင်မလားမကြခင်ကြည့်ရှုရတော့မှာပါ။အားလုံးကိုကျေးဇူးများရည်တင်ပါတယ်။